မင်္ဂလာပါတောတာမမီလေးတို့ရေသူရာမီရာယမစ္စပမာရာဌာနဝေရာမနီတိတ်ခေါရန်တမာရီယာမီဆိုတဲ့ဒီစာစုလေးကိုတောတာမမီလေးတို့ကြားဘူးကြရမဟုတ်လားပူပူဖွားဖွားတို့ ਨੇ ဥပုပ်ချောင်းကိုတီလာယူသွားတဲ့အခါမှာပုံပုံကြီးတွေကဒီလိုတရားမျိုးကိုဟောကြားဆူဆူမှဘူးတယ်ဆိုတာတောတာမမီလေးတို့လည်းမှတ်သားမှုမယ်ထင်ပါတယ်ဦးကောက်ခုပြောပြပေးသွားမှာက သူရာမီရာယကန်တနည်းအားဖြင့်တော့ အယက်သေးစားတောက်စားမှုရစ်ခြင်းဆိုတဲ့ကဲအကြောင်းတရားကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒီကဲအကြောင်းတရားလေးကိုတသားမမီလေးတို့သဘောပေါက်နားလည်လို့အောင်ဦးကောင်ကရုပ်ပြကတ်တွန်းလေးတစ်ပွဲပုံမြင်လေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပုံမြင်လေးရဲ့နာမည်ကတူရာမီရာယာကန်နဲ့ဒီနေ့ပေါင်ပေါင်လေးတို့ကျောင်းစာမီပွဲပြင်ရမယ့်နေ့လေးပေါ့။ဒီနေ့တန်းစာမီပွဲမှာစာရီအားလုံးကောင်းကောင်းပြင်နိုင်ခဲ့တယ်မမေ။ဒါပေမဲ့တူတူရော စာရင်မိနေပြီးမဖြေနိုင်လို့တလန်းလုံးငိုပြီးပြန်လာရှာတယ်။သားစိတ်မကောင်းမှုမမီရဲ့။တူတူဆိုတာကတော့ဖောင်ဖောင်တို့နဲ့အိမ်ကျော်ကဖောင်ဖောင်လေးရဲ့ကြောင်းနေပဲတငယ်ချင်းလေးပေါ့။တူတူတို့အိမ်ကပတိန်လုံငယ်လုကြပြီးတူတူပပေကအရင်ကအရင်ကိုအလုပ်ကျူးစားခဲ့တဲ့သူတယောက်လေ။ဒါပေမဲ့နောက်ပိုင်းမှာတော့အရက်တွေနေတဲ့တောက်တက်လာပြီးအဲ့ဒီနောက်မှာတော့မိုးလင်းကနေမိုးချုပ်အချိန်ပြည့်အရက်တောက်နေတဲ့အရက်သမားကြီးဖြစ်လာခဲ့တယ်လေ။အဲ့ဒီလိုဖြစ်လာပြီးနောက်ပိုင်း အလုပ်တွေလည်းအဆင်မပြေဖြစ်လာပြီးစီးပွားလေးတဖြည်းဖြည်းနဲ့ဖြစ်လာခဲ့တာပေါ့ကွယ်။နောက်ပိုင်းမှာတော့အရက်တော့ပြီးမူလာပြီးဆိုတူတူတို့အမိဖြစ်တဲ့သူ့မိန်းမကိုရိုက်နေတာတွေပါလှုပ်လာတဲ့အဖြစ်တူတူတို့မောင်နှမတွေကိုလည်းမထင်မထင်သလိုရိုက်နေတာမျိုးတွေဒီပါလှုပ်လာတော့တာပါပဲ။အရင်မတော့ခင်အချိန်မှာလူကောင်းတယောက်ဖြစ်ပြီးမဲ့အရက်တော့ပြီးရတဲ့တူတူတို့အဖေဟာလူဆိုးကြီးလုံးလုံးဖြစ်သွားတော့တာပါပဲ။လူကြီးတွေဖြစ်တဲ့အဖိုးဖွားတွေကတောင်းရင်လည်း လူကြီးတွေကိုနားမခံနိုင်အောင်ဆဲဆိုတက်ပြီးအိမ်မှာရှိတဲ့ပစ္စည်းတွေကိုပါဖျက်ဆီးတက်တဲ့အထိစူးရွာလာခဲ့တာပေါ့ကွယ်။ညနေကျတူတူကိုအိမ်မှာစအတူတူချက်ဖို့ခေါ်လို့ရမလားမမေ။သူ့အိမ်မှာဆိုသူ့အဖေကြောင့်စာချက်နိုင်မှာမဟုတ်ဘူး။မလက်ပဲလေတူတူစာမွေးဝဲပြင်နေမှာမဟုတ်ဘူး။တူတူတနာပါတယ်မမေရေ။ညာကသူ့ဖေမူးပြီးတောင်းချက်နေလို့တူတူလေးစာရီပြင်မနှွေးလိုက်နိုင်တာနေမှာပေါ့သားရေ။အေးလေး တားလေးသဘောနော်ဒီလိုနဲ့ညာဘက်ဖောင်းဖောင်းလေးနဲ့တူတူလေးတို့ဟာစာရီတူတူပြန်ရွေးကြတာပေါ့နောက်နေ့ဆက်မီးပဲဖြစ်ပြီးကျောင်းဝင်းလေးကထွက်လာတဲ့အခါတားမနီကဖောင်းဖောင်းလေးနဲ့အတူစာရီပြန်နှွေးလိုက်နိုင်လို့ဒီနေ့တော့တားမီကွန်းအားလုံးဖြည့်နိုင်ခဲ့တဲ့အတီထူးထူးဆိုပြီးဖောင်းဖောင်းမမီကိုတူတူလေးကချီးစူးတင်ကြောင်းဝမ်းသာအားရပြောပြရှာတဲ့ကွယ်ဒီလိုနဲ့ကျောင်းကနေအေကိုလဲလျှောက်ပြီးပြန်လာခဲ့ချိန်မှာ လမ်းပြင်းမြောင်းတစ်ခုနားမှာတူတူအဖေမူးပြီးမှောက်လဲနေတာကိုတွေ့လိုက်ရတဲ့မြောင်းလေးပြုတ်ကျထားတာတင်ပါရဲ့တကူလုံးလေးရှုနေပေပွားနေပြီးညက်ပတ်ပေတူးနေတာပေါ့ကွယ်တူတူလေးကသူ့အဖေကိုမြင်တော့အပြေးလေးသွားပြီးလမောင်းကိုအတင်းလှုပ်ရဲလို့သွားခွန်လို့ရှာပေမယ့်သူ့အဖေကတော့အမူးလွန်ပြီးပြင်မထနိုင်ရှာပါဘူးတူတူလေးတယောက်ညက်ပတ်ပေတူးနေတဲ့သူ့အဖေကိုကြည့်ပြီး ဘာလို့ရမယ်မသိဘူးဖြစ်ကောင်းရှက်ကြီးတငငယ်ငိုတော့တာပါပဲပေါပေါလေးတူတူကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရပြန်တာပေါ့ကွယ်ပေါပေါတို့တာမီနေအောင်အိမ်ပြန်လာပြီးတူတူတို့အိမ်ကလူကြီးတွေကိုတူတူအဖေသွားခေါ်ဖို့အကြူကြုံသွားပြောခဲ့ကြတာပေါ့တူတူလေးကတော့လမ်းမပေါ်မှာရုပ်ပြက်ဆင်ပြဲနဲ့မူးလေးနေတဲ့သူ့အဖေဘေးမှာထိုင်လျက်လေးငိုပြီးစောင့်ကြဲနေခဲ့တာပေါ့ကွယ်ဒီလိုနဲ့စာမေးပွဲတွေလည်းပြီးတော့ဖောင်ဖောင်လေးတို့မမေ့ပကောင် အမျိုးတွေရှိတဲ့နေကိုပေါင်ပေါင်လေးတို့မိသားစုအလေပြင်သွားကြတယ်လေတလားလောက်အကြောင်းပေါင်ပေါင်လေးတို့ပြန်လာတဲ့အချိန်မှာတော့တူတူအဖေရဲ့အချိန်တွေကအတော်ဆိုးရွားနေခဲ့ပြီးတနေ့ကလမ်းမပေါ်ရှောက်သွားရှောက်အောင်ရှောက်ဆဲနေတဲ့အယူကြီးတယောက်လိုဖြစ်နေခဲ့တာကို တွေ့လျက်ရတဲ့ကွယ်တနေ့ပေါင်ပေါင်တို့တာပြီးဈေးထဲသွားကြတဲ့အခါတူတူတို့အဖေကဈေးဆိုင်ကမုန်းနေယူပြီးထွက်ပြေးသွားတာကို ဖြစ်ခနေလှဲတွေ့လိုက်ရတဲ့ ဈေးတွေကလူတွေကတကူးတကူးဆိုပြီးနောက်ကလိုက်လို့ဝိုင်းရိတ်ကြတာတကူလုံးသွေးတွေလည်းအများကြီးထွက်လို့ပေါ့ဖောင်းဖောင်းတို့သားမီးကစိတ်ပုံမှန်မဟုတ်လို့ပါမရိုက်ပါနေတော့ဆိုပြီးအပြေးသွားတောင်းမယ်ကဆိုင်ကယူလာတဲ့မုတ်ဖိုးတွေကို ရှင်းပေးခဲ့ရသေးတယ်လေနောက်ရက်မှာတူတူလေးအမေကိုတူတူအဖေရဲ့အခြေအနေကိုဘလို့ရှိလဲမေးကြည့်တဲ့အခါအရက်အလုံးကျုံတောက်တဲ့အချိန်ကြောင့်အုံနောက်ထဲပိုးဝင်တဲ့အစီအတီရောက်နေပြီးကုသလို့မရတော့ကြောင်း တူတူအမေကပေါင်းပေါင်းမိမိကိုပြောပြခဲ့တာပေါ့ကွယ်ဒီလိုနဲ့သိမကြောင်ရင်မှပဲတူတူလေးအဖေဟာအရက်ကြောင့်ပဲလူကောင်းဘဝကနေယူရတဲ့အခြေအနေတိပါရောက်ပြီးအရွေးငငယ်မှပဲဘဝအရှက်တကွေးနဲ့ဆုံးပါသွားခဲ့ရရှာတာပေါ့တူတူလေးအဖေဆုံးပြီးရဲ့နောက်မှာတော့တူတူလေးတို့လည်းသူတို့နေတဲ့အိမ်လေးကိုရောက်ပြီးရွာဘက်ကိုပြောင်းရွှေ့သွားကြတယ်လေမမေရဲ့တာတူတူကိုတတိယလိုက်တာသူ့အဖေသား အရင်မတော့ပဲတားပြပြလို့လိမ်မာနေခဲ့ရင်တားတို့တငယ်ချင်းတွေမခွင့်ရဘူးပေါ့နော်အေးပေါ့တားရဲ့ငါးပါးတီလာထဲမှာအစိုးရဆုံးလို့ပြောလို့ရနိုင်တဲ့ဒီအရက်တေစာတောက်စားခြင်းသူရာမေရာယကန်ကိုတားလဲအရွယ်ရောက်လာတဲ့အခါမချူးလို့မရအောင်စောင့်ထိန်ရမယ်နော်အရက်တေစာတောက်စားပြီးတဲ့လူဟာငါးပါးတီလာတွေကခြင်းနဲ့တီလာတွေကိုလည်းအလွယ်တကူချိုးပေါက်နိုင်သွားတာပဲကွအရက်သမားတယောက်ဟာ သူ့အတက်လေလွယ်လွယ်တက်နိုင်သလိုသူတပားသားမရလဲအလွယ်တကူဖြစ်စည်းနိုင်နေသူများပစ္စည်းခိုးမိတာတို့လိမ့်လေပြိုးဆိုမိတာတို့လောက်ကတော့ပြိုးစရာကိုမလိုအောင် သူတို့တို့ကလွယ်ကူသွားပြီလေတူတူလေးအဖြစ်အဖြစ်ကိုသားလေးလေးမြင်နေမဟုတ်လားဒါကနမူနာကြီးစင်ကျင်ပြီးတော့အနာကမှာသူရာမီရာရကန်ကိုမကျူးလို့မရအောင် ထိမ့်သိမ့်ဖို့မေမေကပြောချင်ပါတယ်ကွယ်ပုံမြင်လေးကတော့တလောက်ပါပဲသားတို့သမီးတို့ရဲ့ သူရာမီရာရကဲတနည်းအားဖြင့်အရက်သေးစားတောက်စားခြင်းဆိုတဲ့စိုးကျိုးတွေကိုတော့တတော်မီမီတွေတို့လည်းသဘောပေါက်နားလည်လောက်ပြီးလို့ထင်ပါတယ်။သူရာမီရာရကဲအရက်သေးစားတောက်စားခြင်းဆိုတာတနည်းအားဖြင့်စဉ်းစားကြည့်မယ်ဆိုရင်လုံးဝမကောင်းတဲ့အချက်တစ်ခုပါ။ကံ၅ပါးတဲ့ကတပားဖြစ်တဲ့ချိုးဖောက်မှုတစ်ခုပဲပေါ့။သူရာမီရာရကံကိုကျွေးလို့မိသူဟာပါဏာတိပါဒကံအာထိန်နာဒါနကံကာမိတုမိစ္ဆာစာရကံနဲ့ ဘုဒ္ဓဝါဒကံတို့ကိုအလွယ်တကူချိုးဖောက်ရတဲ့တတိအလိုလိုရှိသွားတာနော်ဒါဟာမကောင်းတဲ့အချက်ပါပဲသူတော်မိသားရကံကိုတသားမိမိလေးကိုလည်းအရွယ်ရောက်လာတဲ့အခါမှာမကျူးလို့မိဖို့စောင့်ထိန်တက်ဖို့အတွက်မှတ်သားရမယ်နော်ဒါဆိုရင်တသားမိမိလေးတို့ကလိန်မာတဲ့ကလေးလေးတွေဖြစ်သွားပြီပေါ့ဥကောင်းပြပြပြီးသွားတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတသားမိမိလေးတို့လည်းအဟုတုတရာရှိကြပါစေလို့ဥကောင်းကဆန္ဒပြုဆုတောင်းပေးပါရနော် နောက်ထပ်နောက်တစ်ခေါက်မှာလဲဘလို့ဘ ਹੁ တုဒ္ဒရာရှိမဲ့ပုံမြင်ကောင်းလေးတွေကိုဦးကောင်းကတင်ဆက်ပေးသွားအောင်မလဲဆိုတော့ဦးကောင်းရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးဖို့လဲတာတာမီမီလေးတို့ကမမေ့နဲ့အောင်နော်နောက်တစ်ခေါက်မှာဦးကောင်းနဲ့အတူတူပုံမြင်အစ်တလေးတွေနဲ့ပြန်ဆောင်ကြမယ်နော်တာတာမီမီလေးတို့ရေတတား